ြုတ်ရောက်သွားတဲ့အခါမှာတော့ချက်ချံမှာပြိုပြေပြိုလဲနေတာကိုတွေ့လိုက်ရတာလေ။သူအလဲလဲနဲ့သေဆုံးနေတဲ့ချက်များကိုလည်းတွေ့လိုက်ကြရတယ်။ညာရစာတွတ်ပြီးလာပြီဟဲ့။တပည့်ကျော်ဘိုက်ကလေးလည်းပါတယ်နော်။အနေနဲ့ဘုရားတိဆောက်လို့အားပေးနေတော့နေရနိုင်မထင်မှတ်ပဲနဲ့ရံပွဲတစ်ခုဖြစ်ပွားခဲ့လေရောကျွန်ုပ်မှာစိတ်မကောင်းခြင်းများစွာဖြစ်ရတော့တယ်။ ထိုနေ့လှူအားပေးနေတော်သူများကိုရွာထဲမှာဥပြည့်စုံတို့မိသားစုကကောင်းချင်းပေါင်းကျွေးမွေးတယ်ဗျထိုနေ့ကတော့ဥပြည့်စုံရဲ့သမီးလေးဟာအဖော်များနဲ့အတူကောင်းချင်းပေါင်းများကိုတည်ဆောင်ပြီးတော့ကျွေးမွေးတယ်လေသားမင်းကလည်းရွာရှိအပြိုချောစည်ရင်ဝင်တူဖြစ်တယ်ဗျဒါကြောင့်ကာလာသားအတော်များများကမျက်စိကြချင်းခံရတယ်လေစောတင်မောင်းနဲ့ဘိုက်ကလေးတို့ကလည်းအပါဝင်မော့ဗျာထိုကာလာသားများထဲမှာကန်ထူးသူကတော့မောင်းအောင်ရင်ဖြစ်တယ်ဗျမောင်းရင်ဟာစည်ရင်တော်လဲယူသားတယ်ဗျ စ조사တဲ့ယောက်ျားတယောက်ဖြစ်တယ်လို့ရုပ်ရည်အခန်းလေးကလည်းရှိတာပေါ့ဗျာအောင်ရင်အဖေရှိစဉ်ကလေးကဗျာဥပြေဆောင်ရဲ့ထန်းတော်မှာအလုတ်လုတ်ခဲ့တာဗျသူတို့နှစ်ဦးကလည်းငငယ်ကလေးကကစားပေါ်တွေလည်းဖြစ်ခဲ့ကြတယ်လေအရွယ်ရောက်တဲ့အခါမှာတော့ဥပြေဆောင်ဟာသားမေကိုအောင်ရင်နဲ့ရေးရင်းနှီးနှီးမနေစေချင်တော့ဘူးဗျဒီကြားထဲအောင်ရင်နဲ့သားမေတို့ချစ်ကြိုက်နေတာကိုလည်းသိသွားတယ်လေအဲ့ဒီအခါမှာတော့သူတို့ထန်းတော်မှာအလုတ်လုတ်နေတဲ့အောင်ရင်ကိုအလုတ်ဖြုတ်ပြီးတော့ထန်းတော်ကနေနှင်းထုတ်လိုက်လေတော့ ပြီးတော့ထားမေကိုသဘောကျနေတော့ရေရှင်တထေးဥရကျော်ရဲ့သားယာမနဲ့လက်ထက်ရန်စီစဉ်တော့တယ်ဗျ။ယာမကတော့မိဘချမ်းသာတီကိုအကြောင်းပြုပြီးတော့မူရရန်ကလောင်းကစားနဲ့ပျော်မွေ့ရုံများမကမိမကိစ္စနဲ့လဲရှုပ်ပွေတည်ဟုသတင်းကြည့်နေတော့ကြောင်းအားလုံးကကောင်မလေးထားမေကိုပဲဂယုနာတက်နေကြတော့တယ်။လောကကြီးရဲ့ထုံးစံရတော့ဗျာဂုံပကာသနာခွဲခြားမှုကလူတို့ရဲ့ချစ်ချင်းမြတ်တာတရားကိုဖျက်ဆီးလို့ရှိရဲ့အရာပဲလေအဲ့ဒီလူတွေဖြစ်ပေမဲ့ ထားမင်းနဲ့အောင်ရင်တို့ကတော့တန်ရုံးစင်မပြတ်ကြဘူးဗျလူချင်းများကြွေရမှာပဲခိုးဝေပြီးတော့တွေ့ဆုံနေကြစေဒီနေ့ကလည်းစင်းဒီတိဆောက်ရသူကောင်းချင်းပေါင်းအလူလာလို့တော့ထားမင်းနဲ့လှူအားပေးနေတော့အောင်ရင်တို့တွေ့ဆုံကြတယ်လေဒါနဲ့ပဲမနေမဝေးမှာရှိတဲ့တပည့်တဦးမှသွားပြီးတော့နှစ်ယောက်သားစကားပြောနေကြတယ်ဗျအဲ့ဒီချိန်မှာပဲထားမင်းကိုမျက်ချင်မပြတ်စောင့်ကြည့်နေတော့ယာမကရောက်ရှိလာပြီးတော့ထားမင်းအားအတင်းဆွဲခေါ်ဖို့လှုပ်တော့တယ် ဒီလိုနဲ့ယာမနဲ့အောင်ရင်တို့ဟာအချင်းများပြီးတော့တယောက်နဲ့တယောက်ဖိုးကြိတ်ကြလေတော့တယ်ဗျသူတို့နှစ်ယောက်ရန်ဖြစ်နေဒီမှာအတော်ပင်ရုပ်ရုပ်တက်တက်ဖြစ်သွားတော့တယ်အဲဒီလိုနဲ့သူတို့နှစ်ယောက်ရန်ဖြစ်တဲ့နားကိုကျုပ်တို့လူကြီးများပင်ရောက်လာပြီးတော့ဖြန့်ဖြေလွတ်လိုက်ရတော့တယ်ဗျယာမကလည်းအာနိုးလာမှုကအတင်းဆွဲခေါ်သွားတော့တယ်လေသို့တော်လည်းယာမကအခဲမကြေဘူးဗျတူဦးချင်းရှင်မကယာမနဲ့အောင်ရင်ရှင်းနိုင်မှာမဟုတ်ဘူးလေ ပိုတော့လေပေးကန်းစွန့်ကျဲနိုင်သူပြပြီးယာမမှာတော့တပည့်တပန်းတွေပေါများလာတယ်လေသူတို့အုပ်စုဖွဲ့ပြီးတော့ရန်ညှိုးထမှာကိုလည်းစိုးရင်ရတယ်ဗျကျုပ်ကလည်းအောင်ရင်ကိုတတိအထက်ထက်ထပ်ပေးရတော့တာဗောအောင်ရင်ဒီရန်ကတော့အေးမဲမထင်ဘူးဟဲ့တတိဝရိယနဲ့သာနေပြီတော့ကွာကိစ္စမရှိပါဘူးဥတုပိယဒီကောင်းနေဘလောက်များများကျုပ်မမှုပါဘူးကျုပ်အမေသာမရှိရင်တော့ကောင်းကောင်းရင်ဆိုင်လိုက်ချင်တယ် ။ဒါကြောင့်လဲငါတို့ကမင်းအမေမျက်နှာကိုထောက်ပြီးတော့ရံမဖြစ်ဖို့ပြောနေတာကွ။မင်းအမေကလည်းမာတာမဟုတ်ဘူး။ဒီလိုစိတ်လွတ်လွတ်ရှားရှားနေတည်ရင်တော့သူခံနိုင်မှာမဟုတ်ဘူး။ကျုပ်ဤစကားကိုအောင်ရင်ကကောင်းစွာနားထောင်ပါလေဗျာ။ဦးလေးပြောတာကြုံနားထောင်ပါမယ်ဗျာ။နောက်ဆိုရံမဖြစ်တော့ပါဘူးဗျ။အောင်ရင်က နောက်တစ်ခါရမ်းမဖြစ်ဖို့ပြောနေတော့လေခက်တာကတော့ဥရကျော်တို့တားဖပဲဗျဥရကျော်ဟာသူ့တားခံရရတဲ့ကိစ္စအတွက်ဒေါသကြီးမဆုံးဖြစ်နေမှာတော့အမှန်ပဲ ရာမန်ကလည်းအောင်ရင်ကိုသူ့အကြောင်းကောင်းကောင်းသိရမယ်ဟုကြိမ်းဝါနေသဖြင့်ကျုပ်တို့လူချင်းများမှာရင်မအေးရပဲနဲ့ရှိနေတော့လေ။ဒီကိစ္စကိုဖုံးလန်းသွားမြေကိစ္စတည်းရမှာကျုပ်တို့ရွာတဲ့ပေါ်ပေါက်လာခဲ့တယ်ဗျ။ဒီကိစ္စကတော့လာကွင်ညာတညမှာဖြစ်ပေါ်ခဲ့တဲ့ကိစ္စပဲ။ရွာအစွန်မှနေတဲ့ဥဖိုးအေရိုချက်ချံကိုအမျိုးမည်မသိတတ္တဝါကြီးတစ်ကောင်ဝင်ရောက်ပြီးတော့တောင်းကျမ်းသွားခြင်းပဲဖြစ်တယ်ဗျ။မြင်လိုက်ရသူတို့ကသူ့ကိုမှအမွေးစုပ်ဖွားများကိုသာတတိပြုမိသဖြင့် စုပ်ဖွားတတဝါကြီးဟုအမည်တက်ပေးလိုက်ကြတယ်လေ။တကြီးကလည်းအာနိုးလာမှုကိုလွတ်ပြီးတော့အကူကြီးတောင်းခံသဖြင့်ကြုံရောက်သွားတဲ့အခါမှာတော့ချက်ချံမှာပြိုပြဲပြိုလဲနေတာကို တွေ့လိုက်ရတာလေ။သူ၏အလဲလဲနဲ့တေဆုံးနေတဲ့ချက်များကိုလည်းတွေ့လိုက်ကြရတယ်။တေဆုံးနေသောချက်များကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ခြွန်တက်သောအဆွဲဖြင့်ကြိုက်ခဲခံရပြီးတေဆုံးနေကြမှုတွေ့ရှိရတယ်ဗျ။ပူပူအီတို့မိသားစုကလည်းယခုတက်တိုင်းကြောက်ရွံ့မှုအရှိန်ကမပြေကြသေးဘူးသူတို့ရဲ့ပြောပြချက်အရတော့ သူတို့ကြောက်ကြောက်နဲ့ချောင်းကြည့်တဲ့အခါမှာတော့အမွေးစုပ်ဖွားနဲ့တတ္တဝါကြီးတစ်ကောင်ကိုတွေ့ရတယ်ဆိုတာပဲဗျပြီးတော့အဲ့ဒီကောင်ကအတော်တန်မာတယ်ဆိုပဲသူ့ကိုဟောင်းနေတဲ့ခွေးကိုတော့ခြေထောက်နဲ့ချောင်းကနေဆွဲပြစ်လိုက်တာနှစ်ချမ်းပြဲသွားတယ်ဆိုပဲဗျတို့တို့မှလည်းနှစ်ချမ်းပြဲတည်နေသောခွေးကိုမြင်တွေ့လိုက်ကြရတော့တယ်ဗျအဲ့ဓာဒီပြီးတော့အဲ့ဒီစုပ်ဖွားတတ္တဝါကြီးဟာခြံစည်းကိုအပြင်ကိုခုန်ထွက်သွားကြောင်းကိုလည်းသူတို့ပြောပြလို့ကြောက်တူသိရတယ်ဗျဒီခါမှာတော့ကျုပ်အနေနဲ့စဉ်းစားကြည့်တဲ့အခါမှာတော့ လူတယောက်ဟာခုနှစ်ပေမြင့်တဲ့ခြံစည်းရိုးကိုတော့လည်းလည်းနဲ့ခုံထွက်ဖို့မဖြစ်နိုင်ဘူးဗျပြီးတော့ခွေးတကောင်ကလည်းစုပ်ဖြဲပြစ်ဖို့လူတယောက်ရဲ့အင်အားကမဖြစ်နိုင်ဘူးဒါပါကောင်းတယ်လို့ကြုံမှတော့စဉ်းစားနေရတော့တာပေါ့ဗျာဒါကတော့ကျွန်ုပ်မြားရစာတွေ့ပင်နဲ့စုပ်ဖွားတတ္တဝါကြီးတဲ့ကအခန်းကစုပ်ဖွားတတ္တဝါကြီးပဲဖြစ်ပါလေဗျအခန်း၆မှာလည်းတိုက်ဆောက်တရေဆိုတဲ့အပိုင်းကိုတင်ဆက်တော့မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကိုအားလုံးပဲ like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျာ အားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်